မိတ်ဆွေရွိုင်းမိသားစုရဲ့အာနာလူပွဲကဘလောက်ထိပြင်းထန်နိုင်မလဲစီဇန်3မှာကန်တဲရဲ့ဖခင်ကို ပုံကံမှုကနေဘလို့အခြေအနေတွေဆက်ဖြစ်လာမလဲဒီအကြောင်းတွေကိုဆက်ပြီးပြပြသွားပါမယ်ဂျက်စီအန်စထရောင်းရေးသားတဲ့ဆက်စရှင်စီဇန်3ဟာ ရွိုင်းမိသားစုရဲ့အာနာလူပွဲကိုပုံမူပြင်းထန်လာစေတယ် ကန်တယ်က သူ့အဖေလိုကန်ကိုလူသိရှင်ကြားရှုတ်ချလိုက်တဲ့နောက်မှာမိသားစုဝင်တိုင်းဟာကိုယ့်ရဲ့တစ္ဆာခံမှုကိုပြန်သုံးသပ်ကြရတယ်။ဝေစတာရွိုင်းကိုမှကိုယ့်ရဲ့ရှင်သန်ရည်တည်ရေးနဲ့တိုးတက်မှုအတွက်နီးပြူဟာတွေချမှတ်လာကြရတယ်။လူကန်ရဲ့တုံ့ပြန်မှုအနေနဲ့အစာပိုင်းမှာအံအားတင့်သွားပေမဲ့ချက်ချင်းပဲသူ့ရဲ့အာဏာကိုပြန်လည်ဆူဆီးဖို့ကြိုးစားတယ်။ကန်နယ်ကိုလည်းဂုံတိတ်ခါညှို့နှောင်းအောင်လှုပ်ဆောင်တယ်။ တရားဥပဒေအရစိန်ခေါ်မှုတွေနိုင်ငံရေးဖိအားတွေနဲ့ရန်လိုတဲ့တိမ့်ပိုက်မှုအနေအရတွေကိုရင်ဆိုင်ဖြေရှင်းရတယ်ရှိဗရိုမန်နဲ့ကိုနာတို့ဟာသူတို့ရဲ့ရည်မှန်းချက်တွေနဲ့တစ္ဆာဆောင်တည်မှုတွေနဲ့ရုန်းကန်နေရတယ်။မိသားစုရဲ့အင်ပါယာထဲမှာမဟာမိတ်တွေပြောင်းလဲပြီးတစ္ဆာဖောက်မှုတွေဖြစ်ပေါ်လာတယ်။ဒီယာဒီမှာတွေးသားတော်ဆက်ပေမဲ့လောဘနဲ့ရည်မှန်းချက်တွေကြောင့်ကွဲကွာနေတဲ့မိသားစုရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုဖော်ပြထားတယ်။ ရှိဆိုတာကတော့လိုကန်ရဲ့တမိဖြစ်ပြီးသူမရဲ့ကိုပိုင်ရီမန်းချက်ကြီးမသူတယောက်ဖြစ်တယ်။ကန်တယ်ရိုင်းကအဖခင်ရဲ့အမားတွေကို ဖော်ထုတ်ပြီးဝေစတာရိုင်းကိုကို သူ့ပုံစံအတိုင်းပြန်လဲတိဆောက်ခြင်းနဲ့ဒါပေမဲ့သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာသူ့ရဲ့အတွင်းစိတ်တရားတွေမတည်ငြိမ်တဲ့အပြုမှုတွေနဲ့ကိုကိုကိုကြီးကျယ်တဲ့ထင်တဲ့အတွေးတွေကြောင့်ပျက်စီးသွားတတ်တယ်။ကန်နယ်ကဝေစတာရဲ့အမွေကိုဆက်ခံဖို့စူးစမ်းနေသူတယောက်ပါ။ ကန်တယ်ဟာကုမ္ပဏီအတွင်းကပြင်ပကယင်းနှိမ့်မြုံနှံသူတွေစီကပါထောက်ခံမှုရရှိဖို့ကြိုးစားတယ်။သူဟာကိုချင်းတရားကောင်းသူတယောက်ဖြစ်ရည်တည်ခြင်းပေမဲ့သူ့ရဲ့ရည်ရွယ်ချက်တွေကိုမေးခွန်းထုတ်ခံရတယ်။သူ့ရဲ့လှုပ်ဆောင်မှုတွေကိုလည်းရန်ကားပြီးကိုကြိုးရှာတယ်လို့မြင်ကြတယ်။ရှီဟာမိသားစုရဲ့အာနာလူပွဲထဲမှာသူမရဲ့ရည်မှန်းချက်ကိုမျက်ချောက်မပြတ်စောင့်ကြည့်နေတယ်။ သူမဟာလိုကန်ရဲ့အမွေကိုစက်ခံဖို့ကြိုးစားပေမဲ့သူမရဲ့လမ်းကြောင်းဟာကိုချင်းတရားနဲ့မညီညွတ်တဲ့အပေးယူတွေနဲ့ပြည့်နှက်နေတယ်။ရှီဟာရီမန်းချက်ကြည့်ပြီးမိသားစုရဲ့အာဏာကိုလိုချင်နေသူတစ်ယောက်ပါ။ရှီဟာမိသားစုအတွင်ရော အပြင်မှာပါစိန်ခေါ်မှုတွေကိုရင်ဆိုင်ရတယ်။သူမဟာသူမရဲ့ညီကိုရီရဲ့ရီမန်းချက်တွေဖခင်ရဲ့လှဲ့ွက်တွေနဲ့အမျိုးသားကြီးဆိုးတဲ့စီးပွားရေးလောကရဲ့တန်တရားတွေကိုရင်ဆိုင်ရတယ်။ သူမဟာကိုယ့်ရဲ့ကိုချင်းတရားကိုစတဲ့ပြီးအာနာနဲ့ဩဇာကိုရယူဖို့ကြိုးစားရတယ်။ရိုမန်ဟာဟာတာနဲ့ရိုင်းဆိုင်တဲ့ဇကားတွေကိုတုံးပြီးသူ့ရဲ့မလုံခြုံမှုနဲ့ယူမှန်းချက်တွေကိုဖုံးကွယ်ထားတယ်။သူဟာသူ့ဖေစီမှာသူ့ကိုယ်သူတတ်သိပြခြင်းပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမရင်ကျက်မှုနဲ့မိမိကိုယ်ကိုဖျက်ဆီးတတ်တဲ့အကျင့်တွေကြောင့်အရာမတင်ဖြစ်တတ်တယ်။ရိုမန်ဟာစီးပွားရေးကိုကောင်းကောင်းနားလည်ပြီးအနေရီတွေကိုရင်ဆိုင်ဖို့ဝင်မလေးဘူး သူဟာစတိမင်းနဲ့နိုင်ငံတကာဈေးကွက်တွေလိုခေစားလာတဲ့အရာတွေကိုရှာဖွေတွေ့ရှိပြီးထောက်ခံအားပေးတယ်။ဒါပေမဲ့သူ့ရဲ့အကြံဉာဏ်တွေကိုလစ်လျူရှုခံရတာဒါမှမဟုတ်တခြားသူတွေက ခိုးယူခံရတာတွေရှိတယ်။ရိုမန်ဟာမိသားစုထဲမှာထူးခြားတဲ့ဉာဏ်ရည်ရှိသူတစ်ယောက်ပါ။တော်ဝမ်ပကန်းဟာရှီဖ်ကိုတစ္ဆာခံမှုနဲ့သူ့ရဲ့ကိုကြိုးကာကွယ်မှုကြောင့်မှညံ့နေတယ်။ သူဟာဝေစတာရိုင်ကိုရဲ့မတမာမှုတွေမှာပါဝင်ပတ်သက်မိတဲ့အတွက်အကျိုးဆက်တွေကိုကြောက်ရွံ့နေတယ်။တွတ်ဟာရိုင်မိသားစုနဲ့ပတ်သက်ပြီးအမဲဆိုးရိမ်နေတဲ့သူတယောက်ပါ။လိုကန်ရိုင်ဟာအာနာကိုအမဲလိုချင်တယ်။သူ့ရဲ့အမွေနှစ်ကိုလည်းတီမြဲအောင်လုပ်ချင်တယ်။သူဟာကလေးတွေကိုလှည့်စားပြီးပြိုင်ဘက်တွေကိုဖျက်ဆီးတယ်။ဝိစတာရိုင်ကိုကိုထိမ့်ချုပ်ဖို့ဘဲခွင့်ရေးကိုမစိုးအတုံးချတယ် လိုကန်ကတော့မိသားစုရဲ့အာဏာကိုအုပ်ချုပ်ချင်သူပါ။ရွှေမိသားစုဝင်တွေနဲ့သူတို့ရဲ့အပေါင်းအပါတွေဟာယာဒူးအတွက်အပြိုင်ဆိုင်စ조사ကြတယ်။တစ္ဆာဆောင်တိမှုဆိုတာရှားပါတယ်။ကိုကျိုးအတွက်ဆိုရင်မိသားစုနောင်ကျိုးကိုတောင်စွန့်လွတ်ဖို့ဝင်မလေးကြဘူး။ဒီရဒီမှာအထက်တန်းလွှာတွေရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့သဘောတဘာဝနဲ့သူတို့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်ဘလောက်ထိလှုပ်ဆောင်နိုင်လဲဆိုတာကိုဖော်ပြထားတယ်။ ရွိုင်းမီသားစုရဲ့ကြီးမားတဲ့တနောက်ဥစ္စာနဲ့အာနာဟာသူတို့ရဲ့ဆက်ဆံရေးကိုပျက်စီးစေတယ်။ပြိုင်ဆိုင်မှုလှည့်စားမှုနဲ့စိတ်ပိုင်းဆိုင်ရာလစ်လျူရှုမှုတွေနဲ့ပြည့်နေတဲ့အစိတ်တောက်ဖြစ်စေတဲ့ပတ်ဝန်းကျင်ကိုဖန်တီးတယ်။သွေးသားတော်ဆက်တဲ့မိသားစုဝင်တွေကိုကုမ္ပဏီစစ်ပွဲရဲ့ကစားပွဲတွေကပုံရိပ်တွေဖြစ်ဆက်ဆံကြတယ်။စစ်မှန်တဲ့ချစ်ခင်မှုဆိုတာရှားပါတယ်။မိတ်ဆွေ succession season 3ကတနအောင်စာနဲ့အာနာရဲ့ဆက်ဆံရေးတွေကိုထင်ဟပ်စေတယ်။ မိသားစုဆက်ဆံရေးတွေပြိုကွဲပုံယုံကြည်မှုပျက်စီးပုံတွေကိုတွေ့မြင်ရမှာပါကိုကျိုးစွန်ချင်းရဲ့အကျိုးဆက်တွေကိုလည်းနားလည်စေပါတယ်မိသားစုနောင်ကြိုးတွေတင်းတင်းကြပ်ကြပ်ချီထားဖို့တိုက်တွန်းချင်ပါတယ်